ကဲအားလုံးပဲမင်္ဂလာပါအဲ့တော့ညကကျွန်တော်ကဒီပြည်သူစစ်မှုတန်းနဲ့ပတ်သက်ပြီးတော့အဲတင်တန်းလေးတစ်ခုကျွန်တော်ကတင်တန်းသဘောလေးပေါ့လိုက်လေးလွှင့်လိုက်တာပေါ့အဲစစ်သားတယောက်စုဆောင်ရေးကိုစရောက်တယ်နောက်တကစုဆောင်ရေးတစ်စင်မိခင်တရင်ရောက်ဩဇာတင်တန်းကျောင်းရောက်တယ်တင်တန်းကျောင်းတစ်စင်မိခင်တရင်ကိုသွားတဲ့ process လေးကိုကျွန်တော်ကလိုက်လေးတစ်ခုပြောတော့အဲ့လိုက်အောင်မှာ เนาะဟိုမေးခွန်းရှိတယောက်ကဗာမေးထားလဲဆိုတော့ကိုကျဲရေတဲ့ဘီဘိုးစီဘိုးတွေ့လို့ရှိရင်ဟောအဲစင်းမအောင်မလားတဲ့ဒါစင်းမှုရမ်းမှုတက်ကုန်เนาะဘီဘိုးစီဘိုးတွေ့ရင်ဟောစင်းမအောင်မလားတဲ့အဲ့လိုလာမေးထားတယ်ဖြေပေးပါတဲ့ဆိုတော့အဲကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ဖြေပေးလိုက်တာပါအဲကျွန်တော်စင်းမှုထမ်းတဲ့အမျိုးအစားနှစ်မျိုးရှိပါတယ်เนาะအများတန်းစင်းမှုထမ်းတာရဲ့เนาะပြည်သူစစ်မှုတန်းဥပဒေအရပါစเนาะပြည်သူစစ်ဆိုပြီးတော့ 八三牛三左右，十单能牛七八。那比都是某人乌不里嘛，乌不里呀，文雅么，克里的呀着。谁的我你也没说谱呀，喏，谁的你还没说谱，哦，谁没讲八嘞？谁奥呢？喏，哎，不落空么嘞？皮波西波西嘞，谁奥呢？ ူကလောလောဆယ်မှာသူကဘီဘိုးစီဘိုးထီကိုသူကအဲ့ဒီအခြေခံစစ်ကိုမစစ်ဘူးဗျနော်ဘီဘိုးစီဘိုးတွေကိုအဲ့ဒီအခြေခံစစ်မှာမစစ်ပါဘူးမျက်မြင်73ချက်အောင်တယ်ဆိုလို့ရှိရင်အဲ့မျက်မြင်73ချက်ထဲမှာကျွန်တော်တို့ဟိုအများရန်စစ်တီတွေကတော့မျက်မြင်73ချက်အောင်ရတယ်ဘီဘိုးစီဘိုးတွေကိုကြတော့ကျွန်တော်တို့ကအသေးစိတ်မစစ်ပါဘူးသူကသူတင်ငန်းကြောင်းရောက်ပြီးတော့ဆေးကန်းသူရောကကျမ်းမာရေးတခုမကောင်းတဲ့ခါကျမှဆေးကန်းလိုက်ပြီးတော့အဲဆေးပြန်ကုတဲ့သဘောမှာပဲရှိတယ် တော့ဘီဘိုးစီဘိုးတွေကကျွန်တော်တို့ဒီစေးမစစ်ပါဘူးတော့စူဆောင်းရေးမှလည်းမစစ်ပါဘူးအဲပတ်စတွေကိုလည်းဘီဘိုးစီဘိုးတွေအလောက်ထိကိုမစစ်ပါဘူးအဲစေးအောင်ခြင်းမအောင်ခြင်းကတော့ပတ်စမှန်သမျှသည်ပြည်သူစစ်မှုရဲ့ဥပဒေအရဝင်ရမဲ့သူမှန်သမျှသည်အဲမျက်မြင်73ချက်လည်းစစ်စရာမလိုပါဘူးကျွန်တော်ကလက်တလောမှာအဲသူတို့ကိုတင်နန်းတက်ဖို့ပဲသူတို့ကိုခေါ်တာဖြစ်တဲ့အတွက်ကြောင့်နှစ်နှစ်တာတင်နန်းအတွက်ပဲခေါ်တာဖြစ်တဲ့အတွက်ကြောင့် မျက်မြင်73ချက်ကိုမစစ်ပါဘူးမျက်မြင်73ချက်မကြလို့ရှိရင်စေးကြပြီးစစ်သားမဖြစ်ဘူးဆိုတာကအငြင်းတန်းစစ်တီတွေဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့တာဝန်တွေကိုနော်အငြင်းတန်းအနေနဲ့တာဝန်ထမ်းဆောင်ရမှာနှစ်နှစ်နေတဲ့ထမ်းဆောင်ရမှာမဟုတ်ပါဘူးအဲ့လိုအငြင်းတန်းတာဝန်ထမ်းဆောင်ရမဲ့သူတွေအတွက်ကိုတော့နော်ကျွန်တော်မျက်မြင်73ချက်အောင်လို့ရှိရင်ရပါတယ်ဘီဘိုးစီဘိုးတွေဒီလည်းပဲအသေးစိတ်မစစ်ပါဘူးဒါလေးကိုသိစေခြင်းလို့ မိဂုံးရှင်ကိုဖြီးပေးလိုက်ရခြင်းဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။မဟာဗမာကျင်းကျော်လေးဖြစ်ပါတယ်။